အမြဲတမ်းအသေးကွဲပြီးတော့အသေးပြန်မဆက်သေးတဲ့အပြင်အခုတော့သူများဆိုင်ကိုမီးရှို့လို့ရဲဖမ်းခံနိုင်ရတယ်။အဲ့ဒါဘယ်လိုလဲဆိုတော့ဝိုင်းစုခိုင်တယ်။သူအရန်ကြိုက်လို့တတူသွားထုတ်ရဲ့ပြီးလဲပြီးတော့တတူဆရာကောင်းလေးနဲ့ရီးစားတွေဖြစ်။ရီးစားလည်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူအရန်ညပျော်ပါပြီးနောက်ပိုင်းမှာကောင်းလေးရောဝိုင်းစုကိုပလေးသွားပါလေ။အဲ့နောက်ဆုံးသူမချင်တဲ့လို့တတူဆိုင်ကိုသွားမီးရှို့ နောက်ဆုံးရဲပါဖမ်းခတ်လိုက်ရပါဝိုင်းစုရဲ့မတော်တဆကတော့တကယ့်အမိုက်စား MTV ပါတကယ်လဲမိုက်တယ်ရိုက်ချက်တွေနဲ့စက်တွေနဲ့ရတယ်လုံးဝရှယ်မိုက်ကျွန်တော်အကြိုက်ဆုံးခန်းရဆိုလို့ရှင်ပေါ့နော်နောက်ဆုံးတတူးဆိုင်ကိုမီးရှို့လိုက်တဲ့အခန်းလေလုံးဝအမိုက်ဒါပေမဲ့တခုရှိတာကကျွန်တော်ဝိုင်းစုရဲ့မတော်တဆကိုကြည်ရင်းနဲ့လွန်ခဲ့တဲ့၄နှစ်လောက်ကထွက်ရှိခဲ့ CN ရဲ့5 star ကိုတော့သတိရမိပါတယ်။ အဲ့မှာလဲစီရန်ကလည်းလောဝကောင်းလေးနဲ့လောဝပျော်ပါပြီးပလေးွားတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒီကြောင့်မတော်တဆကိုမကြည့်ရသေးရင်သွားကြည့်ပြီးတော့ comment မှာကျွန်တော်ကိုပြန်ပြီးတော့ပြောပြပေးပါဦးဝိုင်းစုဒီထက်မကဆက်ပြီးတော့အသေးကွဲနိုင်ပါစေ